အဲ့တော့ဘုန်းကြီးတို့ဖျားရှင်ရဲ့ဓမ္မဒေသနာတွေကသာသနာနဲ့နှီးဆက်နေတော့ဘုန်းကြီးကဖျားရှင်ဆန္ဒတော်ဆိုတဲ့ဒီတရားတော်ကိုပဲဟောပေးမယ်။မနေ့ကတခါကြီးရေဦးကတခါကြီးဦးမောင်မောင်ကလည်းပဲသူဒီကြောင်းလာပြီးတော့ဆုံးကကုသိုလ်လုပ်တာဟာညာဆက်ကြအကြောင်းတိုက်နေနဲ့အနာဂတ်သာသနာတော်အတွက် မျိုးဆက်တဲ့အာဇာနည်ယဟန်တော်တွေကိုမွေးထုတ်နေတာကိုအာယုံပြုပြီးတော့ဒီအချက်တစ်ချက်နဲ့ပဲကြီးညိုပြီးတော့လာရောက်ပြီးတော့ကပ်ပါတယ်လို့ဒီလိုလျှောက်သွားတယ်ပေါ့အဲ့တော့ယနေ့ဒကမာကြီးတို့ကဘာနဲ့မိသားစုအနေနဲ့လဲသာသနာတော်နဲ့တော်တော်ရင်ရင်နေနေရှိတယ်ပေါ့ဒီတော့မြတ်ဗုဒ္ဓရဲ့ဆန္ဒတော်ဆိုတဲ့တရားကိုခွန်ကြီးကဖျားရှင်ရဲ့ဆန္ဒကိုသိစေခြင်းတဲ့အနေနဲ့ဟောကြားပေးမယ် ဟောကြားတော်ဘုန်းကြီးတို့ဖျားရှင်ကသာသနာပေါင်းဝင်လာတဲ့ယဟန်တော်တွေကိုမြတ်စွာဘုရားမိန်ကြားလေးရှိတယ်ယဟန်တော်တွေကလည်းပဲသာသနာပေါင်းဝင်ရောက်လာပြီဆိုရင်မြတ်စွာဘုရားကိုရှောက်ထားလေးရှိတယ်တပည့်တော်တို့ထမ်းဆောင်ရမယ်ထမ်းဆောင်သင့်တဲ့တာဝန်ဘယ်နှမျိုးရှိပါသလဲဒါမျိုးမေးလျှောက်လေးရှိတယ်ဒီတော့ဖျားရှင်ကလည်းပဲမေးလာတဲ့ယဟန်တော်တွေကိုယဟန်တို့တဲ့ ငါဖရားရဲ့သာသနာတော်မှာတင်တို့ဝင်ရောက်လာကြရဲ့ငါဖရားရဲ့သာသနာတော်မှာထမ်းဆောင်ရမယ့်တောင်းဟာနှစ်မျိုးနှစ်စားရှိတယ်ဒါမျိုးပဲမြတ်စွာဘုရားဆင်ရှင်းလင်းလင်းမိကြခဲ့တယ်အဲ့တော့ဒီနှစ်မျိုးဟာအလုံးသိကြတဲ့အတိုင်းကန္ဓာဒူရစာပေကျမ်းကသင်အံပို့ချခြင်းဟောပြောခြင်းတရားပြသခြင်းပရိယတ္တိအလုံး ဝိပဿနာဒုရဖရာဝပြုမေတ္တာပွားတရားရှုမှတ်ပြီးတော့ကိုယ်တန်တန်မှာရှိနေတဲ့ကိလေသာအပူမီးတွေကိုငြိမ်းအောင်ကြိုးစားခြင်းနောက်ဆုံးအရတမအရတဖို့ရယူနိုင်သည့်အထိနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ထင်ထင်ခံစားနိုင်သည့်အထိကြိုးစားထုတ်ခြင်းဆိုတဲ့ဝိပဿနာဒုရဆိုတဲ့ပฏิပတိအလုပ်ဒီနှလုံးပဲရှိတယ်လို့မြတ်စွာဘုရားလည်းရှင်းရှင်းလင်းလင်းပြန်ပြီးတော့မိန့်ကြားလေးရှိတယ် အဲ့တော့ဘုန်းကြီးတို့ယနေ့ခေတ်မှာပရာဟိတလုပ်ငန်းဆိုပြီးတော့တွင်ကျေလာခဲ့တယ်။အဲ့တော့ဒီလို တွင်ကျေလာတဲ့အခါမှာအမျိုးအမည်အနာဂတ်သာသနာအတွက်အမျိုးအမည်ရှိတဲ့ဆရာတော်တွေကစိုးရိမ်ပူပန်မှုလေးတွေရှိလာကြတယ်။ဘလို့ရှိလာလဲဆိုတော့ဒီပရာဟိတလုပ်ငန်းတွေကိုစောင့်ချပြီးတော့ပရိယပฏิပတ်ကိုစွန့်ပြစ်ပြီးတော့ ဓမ္မဝိနည်းနဲ့မညီပဲနဲ့ပရာဟိတပရာဟိတဆိုပြီးတော့ဒီပရိယပฏิပတ်ကိုလုံနိုင်စွမ်းရှိပါလေနဲ့မလုံဖဲနဲ့ဒီလုပ်ငန်းนี่လှုပ်သွားမယ်ဆိုရင်မြန်မာနိုင်ငံမှာမျိုးဆက်တဲ့သာသနာတော်ကြီးကိုအနာဂတ်မှာတောင်းလက်လွဲပြီးတော့ပခုံးပြောင်းထမ်းဆောင်မဲ့မျိုးဆက်တဲ့တည်းရောကြသွားမှာစိုးရိမ်လာကြတယ်အဲ့တော့ဒီပရိယပฏิပတ်ကိုမစွန့်မဲနဲ့ ဓမ္မဝိနည်းနဲ့အညီပရာဟိတဖျားရှင်စတဲ့သူတော်ကောင်းတွေလှုပ်တယ်လို့လှုပ်တာမျိုးကိုတော့မစိုးရိမ်များပါဘူး။ဒါပေမဲ့လို့ပရိယပฏิပတ်ကိုလုံးဝပြစ်ပယ်ပြီးတော့ပရိယလည်းပဲမလုပ်ပฏิပတ်လည်းပဲမလုပ်ပဲနဲ့လူသားတွေဆန်ဆန်ပရာဟိတလုပ်ငန်းတွေကိုလှုပ်သွားပြီဆိုရင်ထေရဝါဒငါးနိုင်ငံအခြားသောနိုင်ငံတွေတို့တည်တည်လဲငါစတဲ့အခြားသောနိုင်ငံတွေတို့ဖြစ်သွားမှာစိုးရိမ်ရပါတယ်။ တည်တည်နိုင်ငံနိုင်ငံစတဲ့အခြားသောထေရဝါဒနိုင်ငံတွေကမြန်မာနိုင်ငံနဲ့မတူတော့ပါဘူး။ဘလို့မတူတယ်လဲဆိုတော့ချေချေမြင့်မြင့်ပိတကတ်တော်ကိုသင်ပေးတဲ့ဆရာတော်တွေမရှိသလောက်ရှားသွားပြီ။သင်လည်းမသင်နိုင်တော့။သင်နိုင်တဲ့စွမ်းရည်တွေလည်းသူတို့မှမရှိတော့။နောက်ပြီးတော့ဒီ news ဒီစာပေတွေကိုမျက်မျက်နှာနှာနဲ့သင်ယူကြတဲ့မျိုးဆက်တစ်တွေလည်းပေါ်မလာတော့။ အဲ့တော့အပေါ်ယံအင်္ဂလိပ်စာလေးတွေနဲ့ပို့ချပြီးတော့အပေါ်ယံတော့ပဲရှိတယ်ခြေခြေမြင့်မြင့်သိချင်ပါတယ်အဘိဓမ္မာတွေခြေခြေမြင့်မြင့်နားလည်ချင်ပါတယ်ပฏิပတ်နည်းကိုသိချသိချင်ပါတယ်ဆိုရင်မြန်မာနိုင်ငံပဲလာပြီးတော့လေ့လာနေရတဲ့အဆင့်ရှိပါတယ်အဲ့တော့သူတို့စီကအပေါ်ယံဒသနာအတွေးခေါ်လေးတွေနဲ့အင်္ဂလိပ်စာတွေနဲ့မွမ်းမံပြီးတော့အခြေမြင့်တွေကတော့တော်တော်လေးကွယ်ပြောက်နေခဲ့ပါတယ် အဲ့တော့အနာဂတ်သာသနာအတွက်အမျှော်မြင်ကြီးကြတဲ့တချို့ဆရာတော်တွေကမြန်မာနိုင်ငံသာသနာကိုလည်းပဲဒါမျိုးတွေဖြစ်သွားမှာစိုးရိမ်နေတင်ကြားရေးစနစ်တွေယော့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 လာတယ်စာမေးပွဲစနစ်တွေကလည်းပဲတရားမျှတမှုတွေယော့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 လာတယ်အဲ့တော့ဒီတော့ပရာဟိတပရာဟိတဆိုပြီးတော့ဒီပရိယပฏิပတ်ကိုစွန့်လွှတ်ပြီးတော့ဒီပရာဟိတတွေလောက်ပြီဆိုရင်ကြားတော့တင်ကြားရေးစနစ်တွေဟာအာနေတဲ့အာနေလိုက် အနာဂတ်သာသနာကိုပခုံးပြောင်းပြီးတော့ထမ်းဆောင်မဲ့မျိုးဆက်တွေလျော့သွားမယ်တဲ့ဒါဆိုရင်မြန်မာနိုင်ငံသာသနာလည်းတည်တည်လင်ငါတို့လူအပေါ်ယံလောက်ပဲဖြစ်သွားနိုင်တယ်ဆိုပြီးတော့ဆိုရင်ရပါတယ်အဲ့တော့ဒါကြောင့်ဘုန်းကြီးကဖယားရှင်ကြီးဆန္ဒတော်ဆိုတဲ့တရားကိုဒီနေ့ ပြန်လည်ပြီးတော့ဟောကြားပေးမယ်အဲ့တော့မြတ်စွာဘုရားကပရိယပฏิပတ်ကို မစွန်လွတ်စေခြင်းမူမြသားသနာဝင်လာရင်ဒီတာဝန်နဲ့ပဲရှိတယ်ဒါမျိုးပဲမင်ကြားခဲ့တယ်ပေါ့အဲ့တော့မြတ်စွာဘုရားစတဲ့ဘုရားရှင်ကိုတော်မြတ်ကရောပရာဟိတလုပ်ငန်းတွေမလုပ်ခဲ့ဘူးလားမြတ်စွာဘုရားတော့လုပ်တဲ့ပုဂ္ဂိုလ်မျိုးလောကမှာမပေါ်သေးပါဘူးသို့တော်မြတ်စွာဘုရားကဓမ္မဝိနည်းနဲ့အညီပဲပရာဟိတလုပ်ငန်းကိုလုပ်ခဲ့ပါတယ်ဓမ္မဝိနည်းကိုစွန့်ပြီးတော့မြတ်စွာဘုရားလှုပ်ဆောင်တော်မူခဲ့ပါဘူးဥပမာအပြင်ဘုန်းကြီးတို့ ဝေဒာလီမြို့ကတ်တုံးမှာစိုက်တဲ့အချိန်မှာကြည့်လူတွေဒုက္ခရောက်လိုက်တာမိုးကခေါင်းမိုးရင်မရတော့ဇပါးဒီပါးရီကအထွက်နှုံနေရမမှန်ငမုတ်ခေါင်းပါခြင်းပေးတွေဖြစ်ငမုတ်ခေါင်းကြပါခြင်းပေးတွေဖြစ်တော့ကိုခံအားဒီနေပြီးတော့အနာယောဂါဒီတိတ်ပြီးတော့ဖြီးစည်းလာကြတယ်ဒီတော့လူတွေကသေးသေးတာတွေများလာတော့ဘလူးစားတဲ့မိစ္ဆာတွေကမြို့ထဲအထိဝင်ပြီးတော့ဘုန်းကြီးတို့လူတွေကိုဒုက္ခပေး အဲ့ဒီအချိန်တွေမှာမြတ်စွာဘုရားမူရှိတဲ့တန်ဃာတော်ရှင်မြတ်တွေကိုပင်ပြီးတော့ပရိတရားနာဟုကြပါတယ်။ဘုရားရှင်ကလည်းရှင်အနန္ဒာကိုယတနာသုံးဆိုတဲ့ပရိတရားတော်ကိုသင်ပေးတယ်။အရှင်အနန္ဒာလည်းပဲပရိတရားတော်ကိုမေတ္တာကရုဏာကြည်မာစွာနဲ့ဟောကြား။ဘုရားရှင်ကလည်းဟောကြားတော်ဝေဒာလီမြို့ကတ္တုံးပါကကျင်းလို့ပြီးတော့ကျမ်းမာချမ်းသာစွာနဲ့သာသနာနဲ့လောကအကျိုးကိုဆောင်ရွက်သွားနိုင်တယ် ဒါနဲ့မြတ်စွာဘုရားပရာဟိတလုပ်ငန်းကိုလှုပ်ဆောင်ခဲ့တယ်သို့တော်မြတ်စွာဘုရားလှုပ်ဆောင်တာကဓမ္မဝိနည်းနဲ့ညီတယ်တဲ့ဘုရားရှင်ကိုယ်တော်မြတ်ကကိုယ်တော်တိုင်ပရာဟိတလုပ်ငန်းလုပ်တဲ့နေရာမှာဓမ္မဝိနည်းတိုင်ဓမ္မနဲ့အညီပရိတရားတွေဟောတယ်လူရည်ရဲ့စိတ်တကိုမြင့်တင်ပေးတယ်စိတ်တတွေမြင်မာလောင်ကုသိုလ်တွေတိုးပွားလောင်ဆောင်ရွက်ပေးတယ်ဒီနည်းနဲ့မြတ်စွာဘုရားရှင်ဟာ ကိုတော်မြတ်ရဲ့တကူဆွမ်းအားအမှုပေါ်ကြောင့်အာလုံးသောနတ်မိတ်ဆာဤပြေးပြီးတော့ကတ်သုံးမကြော်လွားသည့်အထိမြတ်စွာဘုရားပရာဟိတဆောင်ရွက်ပါတယ်။ဒါယမဲ့လို့မြတ်စွာဘုရားဓမ္မဝိနည်းနဲ့အညီဆောင်ရွက်တယ်တဲ့လူသားဆန်ဆန်လူသားတွေနဲ့တူအောင်တော့မလုပ်ခဲ့ပါဘူး။နောက်တစ်ချက်ကြည့်လိုက်။ဘုန်းကြီးတို့ဒီဘုရားရှင်တက္ကတိုင်မှာတရင်သုံးတော့ဆွေတော်မျိုးတော်တွေဖြစ်တဲ့တာကီဝင်းမင်းမျိုးတွေနဲ့ကောလီယာမင်းမျိုးတွေ ရောဟိဏီမြစ်ထဲမှာရှိတဲ့ရေကိုအခွဲဝေမတည့်ပြီးတော့စစ်ကြီးတွေဖြစ်တော့မဲ့အရေးမြစ်ထဲမှာသွေးကြောင်စီးမဲ့ကြီးကိုဘုရားရှင်မြင်တော်မူခဲ့တယ်။အကြောင်းခံတာကအဲ့ဒီခေတ်ကလေးကရေရရှားပါတယ်။အိန္ဒိယမြစ်တွေဆိုတာကဘုန်းကြီးတို့မြန်မာလူမျိုးတွေတည်တဲ့မြစ်နဲ့မတူပါဘူး။သူတို့စီကသေသေးလေးတွေကိုပဲမြစ်ခေါ်ကြတာပါ။အဲ့တော့ဒီထဲမှာရှိတဲ့ရေတွေကိုသူရတဲ့နဲ့ငါရတဲ့နဲ့လဲဆိုင်တဲ့အတွက်ရေလူဝဲကြီးဖြစ်တော့ နောက်ဆုံးမှာလက်နက်တွေနဲ့စစ်တိုက်မယ်ဆိုပြီးတော့တစ်ဖက်နဲ့တစ်ဖက်တာကီဝင်းမင်းမျိုးတွေနဲ့ဘုန်းကြီးတို့ကောလီယာမင်းမျိုးတွေကစစ်ခင်းမယ်ရည်မြင်တော့ဖျားရှင်ကိုတော်မြတ်ကကြွားပြီးတော့ဓမ္မဝိနည်းနဲ့အညီဆွေတော်မျိုးတော်ကြီးရဲ့အကျိုးပရဟိတအကျိုးကိုဆောင်ရွက်သွားပါတယ်ဘယ်လိုလဲဆိုတော့ဒီရည်ဒီစစ်ပွဲဟာဘာကိုအကြောင်းပြုပြီးတော့ဖြစ်တာလဲဆိုတော့ရည်ကိုအကြောင်းပြုဖြစ်တဲ့အကြောင်းရှောက်ကြတော့မြတ်စွာဘုရားကမေးတော့ဘူးလေ မင်းမျိုးတို့တဲ့မင်းသားတို့တင်းတို့ရေဟာတန်ဖို့ဘလောက်ကြီးမားတယ်လေတန်ဖို့မကြီးမားပါဗျာတန်ဖို့နည်းပါတယ်အဲ့တော့တာကီဝင်မင်းမျိုးတွေကောလိယမင်းမျိုးတွေဆိုတဲ့ဒီမင်းမျိုးတွေရဲ့အသက်ကဒီမင်းမျိုးတွေရာကိုတန်ဖို့ဘလောက်ကြီးမားတယ်တန်ဖို့ဖြတ်လို့မရပါဘူးဗျာတိတ်ပြီးတော့တန်ဖို့ကြီးမားပါတယ်အဲ့တော့မြတ်စွာဘုရားတင်းတို့ဟာတဲ့ဘာမှတန်ဖို့မရှိတဲ့ရေကိုအကြောင်းပြုပြီးတော့တန်ဖို့ကြီးမားတယ်တန်ဖို့ဖြတ်လို့မရတဲ့ မင်းမျိုးတွေကိုပျက်စီးအောင်ကြိုးစားနေတာတေချေပျက်စီးအောင်လုပ်တာဟာမသိတော့ပါဘူးဆိုပြီးမြတ်စွာဘုရားဟာဓမ္မနဲ့အညီဝင်ပြီးတော့ဖြည့်ရှင်းတော်မူခဲ့တော့ဆွေတော်မျိုးတော်တွေကစစ်ပွဲကြီးတွေမဖြစ်တော့ဘဲနဲ့ငြင်းချမ်းမှုရပြီးသွေးချောင်းစီးမဲ့စစ်ပွဲကြီးရဲစဲသွားပါတယ်ဒီမှာလည်းမြတ်စွာဘုရားဟာဘုန်းကြီးတို့ဓမ္မဝိညာဉ်နဲ့အညီပရာဟိတဆွေမျိုးတွေအကျိုးကိုဆောင်ရွက်သွားတော်မူခဲ့ပါတယ်အဲ့တော့ဘုန်းကြီးတို့မြတ်စွာဘုရားကိုယ်တိုင်ပရာဟိတဆောင်ရွက်တော်မူတယ် ဒါပေမဲ့လို့ဓမ္မဝိနည်းနဲ့ဒီဆောင်ရွက်တယ်။အဲ့တော့ခေါင်းကြီးတို့တန်ဃာတော်ရှင်မြတ်တွေအနေနဲ့လေယခုကာမပရာဟိတပရာဟိတဆိုတဲ့လုပ်ငန်းတွေလုပ်တဲ့နေရာဓမ္မဝိနည်းနဲ့ညီဖို့တိတ်ပြီးတော့လိုအပ်တယ်။အထူးသဖြင့်ခေါင်းကြီးတို့ပရိယတ္တိပฏิပတ္တိစွန့်နိုင်ပါတယ်ဆိုတဲ့ဆရာတော်တွေဟာဒီပရိယပฏิပတ်ကိုစွန့်လွတ်ပြီးတော့လူသားတွေဆန်ဆန်ပေါ့နော်။ဒီပရာဟိတလုပ်ငန်းနဲ့ဇောက်ချမယ်ဆိုရင်မြတ်စွာဘုရားရဲ့ဆန္ဒနဲ့ဘလောက်တိုင်းတာတိညီမလဲ။ ဒါလေးတွေဟာဘုန်းကြီးတို့တတိထားစေရာကောင်းတဲ့အချက်ကလေးတွေပေါ့ဘုန်းကြီးတို့မြတ်စွာဘုရားကသူ့ရဲ့သာသနာတော်မှာဝင်ရောက်လာတဲ့ယဟန်တော်တွေဟာတောင်နှစ်မျိုးပဲရှိတယ်။နှစ်မျိုးသောတောင်မျိုးပဲထမ်းသင့်တယ်။ဒါမျိုးမင်ကြားခဲ့တယ်ပေါ့။အဲ့တော့ဘာတွေလဲဆိုတော့ကန္တာဒူရပရိယတိအလုမြန်မာလိုပြောရင်တော့စာတင်စာချတရားဟောတရားပြဒီလုပ်ငန်းစဉ်ပရိယတိအလုဝိပဿနာဒူရ ဝိပဿနာဒုရဆိုတာခန္ဓာကိုယ်မှာဖြစ်ပေါ်နေတဲ့လောဘဒေါသစတဲ့အညစ်အကြေးကိလေသာတွေကိုတန့်ရှင်းစင်ကြယ်သွားအောင်ဖျားပြုမေတ္တာပွားပြီးတော့သမထဘာဝနာနဲ့တမျိုးဝိပဿနာရှုမှတ်ပြီးတော့ဝိပဿနာဘာဝနာနဲ့တမျိုးဒီကိလေသာညစ်ကြေးတွေတန့်ဆင်သွားအောင်ကြိုးစားအထောက်တာဘလောက်ထိအထောက်ရမှာလဲရဟနာမဖြစ်မချင်းအမြဲမပြတ်ကြိုးစားအထောက်ချင်းဒီရဲ့လို့ဒီနှမျိုးပဲရှိတယ်လို့မြတ်စွာဘုရားကဟောကြားခဲ့ပါတယ် အဲ့တော့ခေါင်းကြီးတို့ရှင်းဆရာတော်ကြီးတွေကိုကြည်လိုက်ပရိယတ္တိပฏิပတ္တိဆိုတာနာမည်ကနှမျိုးဖြစ်နေပြီပဲတကယ်တော့တစ်ခုနဲ့တစ်ခုခွဲခွာလို့မရပါဘူးခွဲခြားလို့မရနိုင်ပါဘူးပရိယတ္တိလို့ရင်လည်းပဲအထူးသဖြင့်ခေါင်းဆောင်ပိုင်းနေမှာပေါ့ခေါင်းဆောင်ဖြစ်တဲ့ဆရာတော်တန်ဃာတော်ရှင်မြတ်တွေကပရိယတ္တိတစ်ခုတည်းလုံးလုံးမရပါဘူးပฏิပတ်မကင်းတဲ့ပရိယရွှေတောင်ကောင်းဆရာတော်ကြီးမင်ကြားတယ်လို့ဒီလိုပဲပြောမှမှန်ပါလိမ့်မယ် တခါပฏิပတ်မှာကောင်းဆောင်လုပ်နေတဲ့တန်ဃာတော်ဆရာတော်ရှင်မြတ်တရားလည်းပဲပฏิပတ်လုပ်တယ်ဒါမျိုးပြောလို့မပြေဆုံးပါဘူးပရိယမကင်းတဲ့ပฏิပတ်ကိုလုပ်နေတယ်ဒါမျိုးပြောမှပြေဆုံးသဘာဝကြပါတဲ့အဲ့တော့ဘုန်းကြီးတို့ကောင်းဆောင်အထူးသဖြင့်လုပ်တဲ့ပုဂ္ဂိုလ်တွေဆရာတော်တွေဟာပရိယမကင်းတဲ့ပฏิပတ်ပฏิပတ်မကင်းတဲ့ပရိယဒါမျိုးလုပ်မှဘုန်းကြီးတို့သဘာဝလည်းကြပါတယ်နောက်လိုက်ရဖြစ်နေလုပ်ပါတယ် မိမိကကောင်းဆောင်မဟုတ်ဘူးတရားပြမဲ့ပုဂ္ဂိုလ်မဟုတ်ဘူးဒါဆိုရင်တော့ဟုတ်တယ်ပရိယတ်တွေတည်တဲ့လေးလာစရာမလိုပါဘူးပฏิပတ်နီးပြတဲ့အတိုင်းဆရာသမားညွှန်ကြားတဲ့အတိုင်းလိုင်းနာယုံနဲ့လူသားတွေအနေနဲ့လိုအပ်ပါတယ်သို့တော်သူများကိုပြသခြင်းနဲ့ကောင်းဆောင်ဖြစ်တဲ့သူများတွေကိုဟောပြောခြင်းနဲ့ဒါဆိုရင်တော့တမျိုးတည်းနဲ့မလုံလောက်ပါဘူးဘုန်းကြီးတို့ဒီပရိယတ်တိဆိုတာဘာနဲ့တူတယ်လဲဆိုတော့ လမ်းညွန်မြေပုံနဲ့တူတယ်ပေါ့ရှေးခေါ်စင်းတော့တိုက်စာလေးနဲ့တူတယ်ယတနာရှိတဲ့နေရာအညွန်တိုက်စာလေးနဲ့တူတယ်မြေပုံနဲ့တူတယ်အဲ့တော့ဘုန်းကြီးတို့ပฏิပတ်တိလုပ်နေတဲ့ရှေးခေတ်ကလည်းပဲလေဒီဆရာတော်ဖရာကြီးဘုန်းကြီးတို့ပရိယတ်တိမှာလည်းပဲအင်မတန်မှကြော်ကြားခဲ့တဲ့စာသင်တိုက်ကြီးတွေထောင်းပြီးတော့ဆရာတော်ဖရာကြီးအသာသနာပြုသွားတယ်ပฏิပတ်တိနယ်ပယ်မှာလည်းပဲလေဒီမူဆိုပြီးတော့ဆရာတော်ကြီးဟာ ဝိပဿနာတရားတွေကိုယ်တိုင်ကြိုးစားအားထုတ်ပြီးတော့တပည့်တွေကိုလည်းပဲဝိပဿနာတရားတွေပြသသွားခဲ့တယ်။ဘုန်းကြီးတို့ဒီနောက်ပိုင်းကလနန်းမီတဲ့ခင်မှလည်းပဲမာစီဆရာတော်စတဲ့ဆရာတော်တွေယခုခင်မှလည်းပဲရွှေတောင်ဘုန်းတို့ချမ်းမြေ့ဆရာတော်တွေဒီလိုကောင်းဆောင်ဆရာတော်တွေကလည်းပရိယကင်းပြီးတော့ပฏิပတ်လုပ်လို့မရပါဘူး။ပရိယမကင်းနဲ့ပฏิပတ်နဲ့ပဲသွားရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ပရိယတရားလမ်းညွန်မြေပုံနဲ့တူတယ်တဲ့။ ဲ့တော့ပတိဝေဒဆိုတဲ့မတ်ဖို့ရှိတဲ့နေရာကိုဒီလမ်းညွန်မြေပုံရှိမှလမ်းညွန်မြေပုံတိုင်းသွားမှတည်တည်ကြကြလိုရာခီးကိုရောက်ပါတယ်အဲ့တော့ဘုန်းကြီးတို့ကြည်လိုက်ပေါ့ဆရာတော်ကြီးတွေဟောထားတဲ့တရားတွေတုံတန်နေဆိုတာဒါလမ်းညွန်မြေပုံပရိယတ္တိကနေကျင်းလို့မရတာတသက်ဖြစ်တာပဲဒီလမ်းညွန်မြေပုံတိုင်းဓမ္မစက်ကြတရားကိုမာစီဆရာတော်ကြီးစတဲ့ဆရာတော်ကြီးတွေပฏิပတ်အကျော်မောကောင်းဆောင်ဆရာတော်ကြီးတွေဟောတယ်ဟောတဲ့အခါမှာလည်းမြတ်စွာဘုရားဟောကြားခဲ့တဲ့တုံတန်တွေရဲ့ယူပြီးတော့ ဒီလိုဒီလိုဟောတယ်ဒီလိုဒီလိုကျင့်ရတယ်ဒါမှနိမန်မယ်စသဖြင့်လမ်းညွန်ပြဖို့အတိုင်းဟောပြောပြီးတော့ညွန်ပြကြတာနောက်ကနောက်လိုက်တပီတရားလည်းပဲဒီလိုလမ်းညွန်ပြဖို့အတိုင်းလိုင်းမှမိမိတို့ယရနာရှိတဲ့နေရာကိုရောက်သွားမှာပေါ့ဒါကြောင့်မို့ဒီပฏิပတ်လုပ်နေတဲ့ဆရာတော်တွေကလည်းပရိယကင်းပြီးတော့လုပ်လို့မရပါဘူးပရိယတိပရိပတိဆိုတာတခုချင်းပြောလို့တာဖွဲပြောနေရတာတကယ်တော့ဖွဲပြောလို့ရတဲ့အရာမဟုတ်ပါဘူး အဲ့တော့ဒီတရားဟောပြောတယ်ဒါပရိယတ်ဒီအလုံးစာပေတွေရေးသားတော်မူကြတယ်ပရိယတ်ဒီအလုံးတပည့်တွေကိုညွှန်ကြားနေတယ်ပရိယတ်ဒီအလုံးဒါတွေဟာလမ်းညွန်မြေပုံတိုင်းညွှန်ကြားနေကြတာတချို့ကြတော့ခွန်ကြီးတို့ပရိယတ်ဒီမပြည့်စုံမင်းနဲ့ပฏิပတ်တိနယ်မှာခေါင်းဆောင်လုပ်ပြီးဟောပြောနေကြပြီပြသနေကြပြီဆိုရင်အမားတွေတိတ်ပြီးတော့များသွားတယ်လမ်းမှားလို့ရှိရင်ယတနာရှိတဲ့နေရာ